တောင်းငယ်တမိငယ်တွေအတွက်ကျွန်တော်တို့ကံမြင့်စေဖို့ရည်ရည်လေးတွေကျွန်တော်တို့ပြောပေးမှာဖြစ်တယ်အဲ့တော့ဘယ်ဟာကိုကျွန်တော်ကပြောပြချင်တာလဲဆိုတော့ကျွန်တော်ဖျားစီတွေရောက်နေပေါ့ပညာနဲ့ပတ်သက်တဲ့ဂျိုတော်နှစ်ခုရှိတယ်ဖျားတွေမှာအဲ့ဒါတနင်္လာတောင်းနဲ့ကြာသာပလေးတောက်ပါတနင်္လာကျတော့ပုံတူပွားတဲ့နေရာမှာတော်တဲ့ဂျိုဒါကြောင့်ပဲတနင်္လာကိုကျွန်တော်တို့ကလမင်းလို့ပြောတာ တနေ့လာနေရရှိတဲ့အလင်းအောင်ဆုပ်ယူပြီးတော့ညာဘက်ဒီမှာတော့အလင်းပြန်ပေးတယ်။နော်ပြီးတော့တနေ့လာဆွဲငင်အားဆွဲငင်နိုင်တဲ့အပိုင်းချအားကောင်းစီတယ်။ဒါကြောင့်ပဲတနေ့လာဂျိုဟာတင်ယူနေတဲ့လူတွေအတွက်အထောက်ပံ့ဖြစ်စေတယ်။အဲတော့လူတယောက်မှာတင်းလာဂျိုအားကောင်းတယ်ဆိုရင်အတင်းအပြရတာတိတ်လွယ်တာပဲ။တိတ်ပြီးအတူခိုးတာတော်တာပဲတိတ်ပြီးတိတ်ပြီးတော့တယောက်ယောက်စီရဟောက်ယူလိုက်တာမြန်တာပဲဆိုတဲ့အကျိုးဖြစ်စေတယ်နောက်ပြီးကြတာပလီ ဂျာတာပရီကြတော့တကယ်ကိုဉာဏ်ပညာပေါ့ဂျာတာပရီအပိုင်းကြတော့ဉာဏ်ပညာတင်းလာလည်းမတူတော့ပညာရှင်ဖြစ်သွားတယ်အဲ့တော့ကျွန်တော်တို့ကစာမွေးတွေဖြည့်ရအောင်မယ်ဆိုရင်ကျွန်တော်တို့စာရီချက်ကြတယ်နားချိန်အားလက်ချိန်လေးတွေမှာနှိစက်ရဖျားစီတီတွေရောက်တဲ့ခါကျရင်တင်းနှင်းလာတောက်လေးတွေမှာလာပြီးတော့ဖျားရှစ်ခိုးရတယ်ရေတက်ပယ်ရတယ်ဂျာတာပရီတောက်လေးမှာလာပြီးတော့ဖျားရှစ်ခိုးတာမျိုးရေတက်ပယ်တာမျိုးပန်းစီမီရေချမ်းကတ်လူတာမျိုးနော်ဂုံတော်လေးတွေပွားတာမျိုးကျွန်တော်လုတ်ပေးရတယ် ါကတော့ကိုယ်တိုင်လုံနိုင်ရင်တော့ခလေးတွေကိုယ်တိုင်လုံခလေးတွေကတော့ဘောလာကောင်ရောက်နေတယ်ဆိုရင်တော့မိဘတွေအုတ်ထင်းသူတွေကတော့လုတ်ပေးလို့ရတယ်ပေါ့ဒါကတော့ပထမအုပ်ဆုံးကျွန်တော်တို့အကြောင်းမြင့်ပေးတဲ့ကုသိုလ်ရတရားဖြစ်တယ်တင်းလာတောက်တွေကြာပြီးတောက်တွေမှာကုသိုလ်လုပ်ပါဒါလေးတစ်ချက်ရှိတယ်အဲနောက်ပြီးကျွန်တော်တို့ရှိသေးတယ်ဗျနောက်တစ်ချက်ကပါလဲဆိုတော့ဟိုခလေးငယ်ကကိုယ့်ရဲ့အိမ်မှာပဲကျွန်တော်တို့စာလုပ်တာတွေရှိမယ်ကိုယ့်ရဲ့အိမ်မှာပဲစာကြက်နေတယ်ဆိုရင်ခလေးရဲ့ စာကြည့်ရဲ့ကျွန်တော်တို့ဇပွဲပေါ့စာကြည့်ဇပွဲပေါ့စာကြည့်ဇပွဲနားမှာကြံညော့15ညော့ဒါမှမဟုတ်ခန်းကော15ညော့ဦးလေးလုံးနဲ့ထိုးပြီးတော့ထည့်လာပါဘာအိုးမဆိုရဖြစ်နိုင်ရင်တော့သူကဇာတာပရိနေမနက်6နာရီနဲ့9နာရီခွဲအတွင်းဆောင်ရွက်ပေးနိုင်ရင်တော့ပိုကောင်းတယ်ဇာတာပရိနေမနက်6နာရီနဲ့9နာရီခွဲဆိုမယ်အစ်စ်အစ်စ်ပြန်ပြန်လဲပေးပေါ့အဲ့တော့ကျွန်တော်တို့ဘာလို့မလဲဟိုပါပေါ့ ခန်းကော15ညောကြံလွယ်တဲ့လူဆိုလဲကြံ15ညောပေါ့နော်အဲ့ဒါလေးကိုခလေးရဲ့စာကြည့်စပွဲအနားမှာဂျာဗာပရီနေမနက်6နာရီနဲ့9နာရီခွဲမှာထားပေးတာနောက်တစ်ပတ်နေရင်အဟောင်းလေးပြန်အစ်စ်ပြန်လဲပြီးအဲ့လိုမျိုးလေးအမြဲလုပ်ပေးပါဒါတော့ကျွန်တော်တို့ဒုတိယအချက်ဖြစ်မယ်အဲနောက်ထပ်တတိယအချက်လေးကျွန်တော်တို့လုပ်ပေးဖို့လိုပါတယ်တော့ပညာနဲ့ပတ်သက်လာပြီဆိုရင်ကျွန်တော်တို့ကအဓိကအားဖြင့်ဖျားရှင်ရဲ့လက်ရတော်ရံ ရှင်သာရေးပုဒ္ဒရာကိုရောမြတ်ကြီးကိုရည်မြန်းပြီးအိမ်ကဖះမှာတောက်တော်ရေးတစ်ခွက်တစ်ခွက်တီးတန်းကပ်ပေးဖို့လိုပါတယ်နော်ရှင်သာရေးပုဒ္ဒရာကိုရောမြတ်ကြီးကိုရည်မှန်းပြီးတော့လက်ရတော်ရန်ရှင်သာရေးပုဒ္ဒရာကိုရောမြတ်ကြီးကိုရည်မှန်းပြီးတော့တောက်တော်ရေးတစ်ခွက်ကပ်ပါတယ်လို့ဖះအကြောင်းတော်မှာရည်မှန်းပြီးတော့ကပ်ပေးဖို့လိုတယ်ဒါကတော့နေ့တိုင်းနေ့တိုင်းတောက်တော်ရေးကပ်ပေးအဲ့ဒါလေးလုပ်ပေးဖို့လိုတယ်နောက်ပြီးကလေးစာမွေးဖြေတော့မယ်စာရေးကိရိယာတွေနော်စာရေးကိရိယာတွေဒါဘောပင်တွေခဲတံတွေပေတံတွေစသဖြင့် ဒီစာရေးကြိယာတွေကိုဖះចောင်းဆောင်မှာပကံလေးတစ်ချက်တည်းထည့်ပြီးတော့ဘောပင်တွေခဲတံတွေပီတံလေးတွေကိုတင်လှူထားဖို့လိုတယ်ဒီចောင်းသားဖြည့်ဆိုမဲ့ဖြည့်ဆိုတဲ့အခါအသုံးပြုမဲ့စာရေးကြိယာတွေဖြစ်ပါတယ်ဆိုပြီးဖះရှင်ကိုပြောပြီးကတ်လှူတာပါစာမွေးဖြည့်တဲ့နေ့မှာကျွန်တော်တို့ပြန်ယူလိုက်ပါနော်အရင်ဆုံးဘောပင်တွေကိုကောင်းအောင်တော့ရေးကျက်လာတာမျိုးလုပ်ထားပါဗျာဘောပင်တွေကအသက်တွေဆိုရင်ဘောသီးတွေကကျက်နေတာမျိုးဖြစ်တတ်တာဟုတ်နော်အဲ့ဒါလေးလေးလုပ်ပေးပါဒါကတော့ ဆောင်ပွဲဖြေဆိုတော့မဲ့တာတာမီမီတွေနောက်ဆက်နေတိုင်းဖြေရတော့မဲ့ကလေးငယ်လေးတွေအတွက်ကျွန်တော်တို့အထောက်အပံ့တကယ်ကိုဖြစ်စေမဲ့ရည်ရည်အစီအစဉ်တွေပဲဖြစ်ပါတယ်လောက်ဆောင်တော့သဘောပေါက်မယ်ထင်ပါတယ်အားလုံးပဲတကယ်ကိုဂုံတူးတွေနဲ့အောင်မြင်နိုင်တဲ့ចောင်းသားចောင်းကြီးတွေဖြစ်ကြပါစေလို့ဆုမကောင်းတောင်းပါတယ်ဗျာ